ကြိုးစားနေသည်များကာလပတ်လုံးအမားတွေလုံမိနေမှာပဲဒါကအောင်မြင်မှုအတွက်အဟန့်အတားမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီအမားတွေထဲမှာတဝဲလေလေနေနေရင်တော့အဲ့ဒါကအောင်မြင်မှုနဲ့အဝေးဆုံးကိုတွန်းပို့လိမ့်မယ်လူတိုင်းမှာကိုယ်ပိုင်လမ်းကြောင်းကိုယ်ပိုင်အချိန်စရာတွေရှိကြတယ် တခြားသူတွေရဲ့အောင်မြင်မှုတွေကိုကြည့်ပြီးအားကျအတူယူတာဟာကောင်းပြီမယ်။ကိုယ့်ရဲ့တိုးတက်မှုကို သူတို့နဲ့နှိုင်းရှင်နေတာကတော့အသေးပဲမရှိတော့ဘူး။ကိုယ့်ရဲ့တိုးတက်မှုအပေါ်မှာပဲအာယုံစိုက်ပါ။မနေ့ကထက်ဒီနေ့ပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားပါ။ကိုယ့်ရဲ့အောင်မြင်မှုတွေကိုဂုဏ်ယူပါ။ဒါကသာအနာဂတ်အတွက်အသေးပဲပြည့်စုံစေလိမ့်မယ်။ လူအများစုက ပြင်ပရဲ့လှုံ့ဆော်မှုနောက်ကို လိုက်ပါလိရှိကြတယ်။အဲ့ဒီခါကိုယ်အတွင်းစိတ်ရဲ့အတန်ကိုမကြားနိုင်တော့ဘူး။တကယ်တော့အဲ့ဒီအတန်ဟာကိုယ်အမှန်တကယ်လူကျင်နေတဲ့ဆန္ဒတွေမှန်ကန်တဲ့လမ်းကြောင်းတွေကိုပြောပြပေးနေတာပါ။ဒီတော့ကိုယ်အတွင်းစိတ်ရဲ့အတန်ကိုကြားနိုင်အောင် နားဆွမှာ အတိတ်ကိုပြန်တွေးတာကသင်ငန်းစာယူဖို့အတွက်ကောင်းပေမဲ့အဲ့ဒီအတိတ်ထဲမှာပဲနစ်မုန်းနေရင်တော့ကိုယ်ဘဝရဲ့အနာဂတ်ကိုမြင်နိုင်မှာမဟုတ်ဘူး고의세크루တွေကိုတခြားသူတွေကလက်မခံနိုင်လို့ကြောင်ထိုးထားတာမျိုးမလုပ်လိုက်ပါနဲ့။ဒီနေ့မှာအဲ့ဒီစိတ်ကူးတွေက고의ကဘာကြီးကို ပြောင်းလဲပြစ်နိုင်လောက်တဲ့အထိဆွမ်းအားကြီးမားနိုင်တယ်လူတွေကကိုယ့်အကြောင်းကိုဘယ်လိုပဲပြောပြောကိုယ့်ကိုဘယ်လိုပဲမြင်မြင်အဲ့ဒီအရာတွေနဲ့ကိုယ့်ရဲ့တန်ဖိုးဟာတိုင်းတာလို့မရဘူးအချင်းဆိုတာဘဝအတွက်အဖို့တန်ဆုံးလက်ဆောင်ပါဒါပေမဲ့ အဲ့ဒီအချိန်ကိုဖြုံးတီးနေမယ်ဆိုရင်တော့ဘဝကလည်းဝန်တုပ်ဝန်ဘိုးတစ်ခုပဲဖြစ်သွားလိမ့်မယ်ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျှတာဖြစ်ပါတယ်။ကျွန်တော်လူငယ်နဲ့မိဆွေတွေဟာလည်းနေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။ကျွန်တော်ကတော့ကုညင်လေးအောင်ပါခင်ဗျာ။